အလုံးမမင်္ဂလာပါတက္ကရိကွန်ဆူလာထဲရောမှပြန်လဲကြိုဆိုလိုက်ပါတယ်အခုကြည့်ပေးမယ့် pick up ပါ reading ကတော့သူတင့်ကိုသတိရနေလားဆိုပြီးတော့ကြည့်ပေးမှဖြစ်ပါတယ်အဲ့တော့ပြီးထားတဲ့ပုံလေးသုံးပုံလေးကနှစ်သက်အပုံလေးတစ်ပုံကိုရွေးချယ်တာပါ โอเคဒါဆိုရင်ဖန်ယူလုပ်ပြီးလောက်ပြီးထင်ပါတယ်အဲ့တော့ Facebook ကနေ Terror မင်းများလို့ပါက Facebook ရဲ့ search bar မှာ The Great Godzilla Terror လို့ရိုက်ရှာလိုက်လို့ရှင် page ကိုလွယ်တကူရှာတွေ့နိုင်မှာဖြစ်ပါတယ် page messenger ကနေလည်းလောက်မင်းများလို့ရသလိုဗီဒီယိုတိုင်းမှာ Viber Telegram WhatsApp ဖုန်းနံပါတ်တွေလည်းထည့်ပေးထားပါတယ် YouTube ကနေ Radio နဲ့ကိုပုံမှန်ကြည့်ရှုခြင်းနဲ့ဆိုရင် YouTube channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော် YouTube video တိုင်းအောက်မှာလည်း Facebook page link ကို Viber Telegram WhatsApp ဖုန်းနံပါတ်ရောထည့်ပေးထားပါတယ် ဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ဖိုင်ဝမ်းလေးတွေ ော့ဖိုင်ဝမ်လေးတွေရဲ့တဖက်လူကပေါ့နော်ဖိုင်ဝမ်လေးတွေကိုတတိယနေလားဆိုလို့ရှိရင်တော့တတိယတစ်ချက်မရတစ်ချက်လို့တော့ပြောလို့ရတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုလို့ရှိရင် သူကလေအာဖိုင်ဝမ်လေးတွေရဲ့ပေါ့နော်ဖိုင်ဝမ်လေးတွေကိုဟိုလိုတတိယတန်တာအာလွမ်းဆွတ်တာထားစားလို့ရှိရင်တခုရှိတာကပါလဲဆိုရင်အာဖိုင်ဝမ်လေးတွေရဲ့အာကျေးဇူးပေါ့နော်အဲ့လိုမျိုးကျေးဇူးလို့ပဲပြောမှာပေါ့နော်ဟိုဖိုင်ဝမ်လေးတွေရဲ့သူ့ပေါ်ကောင်းမိတဲ့ကျေးဇူးတို့အကျိုးတရားတို့ပေါ့နော် ဒိုင်းနဲ့ပတ်သက်ပြီးတော့တစ်ဖက်လူကပို့ပြီးတော့ဟိုဟာဖြစ်တတ်တယ်ဒီလားပို့ပြီးတော့သတိရနေတာမျိုးရှိတတ်တယ်နော်အဲ့လိုမျိုးတွေ့ရတယ်ဘာလို့လဲဆိုလို့ရှိရင်ဘောနော်အကယ်၍အာသူ့ရဲ့ live မှာအခုနောက်ပိုင်းကာလတွေမှာနော်ဖိုင်ဝမ်းလေးတွေလောက်ပေါ့နော်အဲသူ့ပေါ်ကောင်းတဲ့သူမတွေ့နိုင်တာမျိုးလဲဖြစ်နိုင်တယ်နော်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ဒါပေမဲ့ပေါ့နော်ဒီပုံစံကကြတော့ကြည့်ရမယ်ဆိုလို့ရှိရင်တစ်ဖက်လူက ူ့ရဲ့အနားမှာအစားထိုးစရာပေါ့နော်အဲဖိုင်ဝမ်တွေနေရာမှာဖြစ်ဖြစ်ပေါ့နော်အစားထိုးစရာလို့မရှိဘူးလို့ပြောလို့မရတဲ့အနေထားမှာတော့ရှိတယ်တည်လားနော်အဲ့လိုပုံစံမျိုးတော့တွေ့ရတယ်အစားထိုးစရာလူရှိသည့်ဖြစ်စီပေါ့နော်ဒါမှမဟုတ်လို့ရှင်လူမဟုတ်ရင်တော့တခြားအကြောင်းအရာတစ်ခုနဲ့ဖိုင်ဝမ်တွေအစားပေါ့နော်အဲ့လိုမျိုး ာလုပ်ထားနိုင်လဲဆိုအစားထိုးထားနိုင်တယ်သိလားအဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ဖိုင်ဝမ်းလေးတွေအစားအစားထိုးထားနိုင်တယ်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်အဲ့တော့သူကအဲ့ဒီအရာနဲ့ဖိုင်ဝမ်းလေးတွေနဲ့ကြားထဲမှာနည်းနည်းတော့ဒီဟာဖြစ်တယ်နောက်တစ်ခုပါလဲဆိုစိတ်ကနာမငြိမ်ဖြစ်တယ်နော်ဟိုဘက်ရောက်လိုက်ဒီဘက်ရောက်လိုက်ပေါ့နော်စိတ်ကတော့ကနာမငြိမ်ဖြစ်တယ်ဒါဆိုရင်ဖိုင်ဝမ်းတွေကိုလုံးဝမတွေးဘဲနဲ့ အဲ့ဒီအရာပေါ်မှာပဲဒီဇိုင်းမမတ်စိတ်ကိုထားပါလားဆိုပြီးတော့တော့ပြောရင်ကြတော့လေရနိုင်လားဆိုတော့မရနိုင်ဘူးပေါ့နော်ဒါကတော့သူ့စိတ်ကိုသူပိုင်နေပေါ့ကိုရီးယားတော့တစ်ဖက်ပဲကတ်လိုက်ပါလို့လည်းအတင်းပြောလို့လည်းမရဘူးပေါ့နော်စိတ်နှစ်ခွဖြစ်နေတာနှစ်ခွဖြစ်နေတာပဲဒါပေမဲ့အပြင်းမှန်းမှာတော့သူ့ရဲ့ပုံစံနေမှုထိုင်မှုကတော့တော်တော်လေးကိုပျော်ရွှင်နေတဲ့အနေအထားမျိုးရှိတယ်နော် အပြင်ကနေမှုထိုင်မှုပုံစံကတော့လလဆန်တက်တက်ကြွကြွနေပေါ့နော်ဖြစ်ဖြစ်လူနေတဲ့ပုံစံမျိုးတော့ရှိအဲ့တော့ဒီလူကကိုယ်နဲ့ပတ်သက်ပြီးတော့စိတ်ကနာမငြိမ်ဖြစ်တယ်ဆိုတာဟုတ်ကောဟုတ်ရဲ့လားတော့စဉ်းစားစရာတခုရှိတာပေါ့နော်ဒါပေမဲ့အဲ့ဒါကပြောမယ်ဆိုသူ့ရဲ့အတွင်းစိတ်ထဲကခန္ဓာဆိုတော့မဟုတ်ဘူးလို့တော့ပြောလို့မရဘူးနော်ဒါမဲ့တခုနောက်တခုပေါ့နော်တစ်ဖက်လူတီတနာဖို့ကောင်းတဲ့တစ်ချက်ကပါလဲဆိုရင် ဖိုင်ဝမ်းလေးတွေနဲ့ပတ်သက်ပြီးတော့သူ့ရဲ့တတိယတဲ့တတိမရဘူးဆိုတော့စိတ်ခံစားချက်တွေကိုအပေါ်ကနေပေါ့နော်ဖိထားတာမျိုးပေါ့နော်ဖိနှိပ်ထားတာမျိုးအဲ့လိုခံနေရတယ်ဆိုတော့အခြေအနေလေးတစ်ခုကိုလည်းဒီမှာတွေ့ထားတယ်နော်သူခံရတဲ့ဖိနှိပ်မှုတစ်ခုပေါ့နော်ဖိနှိပ်မှုတစ်ခုခံနေရတာမျိုးရှိနေမယ်အဲ့လိုပုံစံမျိုးတွေ့ထားတယ်ဆိုတော့ဒါသည်အာမိသားစုဝင်တွေလည်းဖြစ်နိုင်တယ်သို့မဟုတ် အလုတ်မှာနေတဲ့သူတွေဆိုလို့ရှိရင်လည်းအလုတ်ကအကြီးကဲပေါ့နော်အဲ့လိုပုံစံမျိုးလည်းဖြစ်နိုင်တယ်ဒီမှာနော်အဲ့လိုပုံစံမျိုးလည်းဖြစ်နိုင်တယ်ဒါကြောင့်မလို့သူဒီဖိုင်ဝန်လေးတွေကိုတတိမရတဲ့ပုံစံမျိုးနဲ့ဥပိ္ပခာပြုတ်ပြီးတော့နော်လေးလူရှုပ်ပြီးတော့ထားပြီးတော့နေနေတဲ့ပုံစံမျိုးလိုမျိုးတွေ့ရတယ်နော် အဲ့လိုပုံစံမျိုးတွေ့ရအဲ့တော့တကယ် reality ကိုဖတ်ပေးပါဆိုတော့ reality မှာတော့ဖိုင်ဝမ်းနေအပေါ်မှာတတိယတဲ့စိတ်ကရှိတယ်နော်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်နောက်ဒါဆိုရင်ဒါကဖိုင်ဝမ်းလေးတွေအတွက် reading ဖြစ်ပါတယ်အဲ့ဆိုရင်ဒီပုံလေးကိုရေးထားတဲ့ဖိုင်တူးလေးတွေ fine tune တွေကိုတစ်ခါလောက်ကတည်ရနေလား find two လေးတွေကိုတစ်ဖက်လုပ်ကတတိယနေလားဆိုရင်တော့အတတိယဖို့တော့နည်းနည်းလေးခဲရင်းတယ်နော်ဒါမဲ့အဲ့ဒါဆိုလို့ရှိရင်လည်းအဲ့လိုဆိုလို့ရှိရင်ဟောတစ်ဖက်လုပ်ကပေါ့နော်ကို့ပေါ်မှာစိတ်ခံစားချက်မရှိဘူးလားဆိုတော့ရှိရဲ့ဒီလား90ရာခိုင်နှုန်း100ရာခိုင်နှုန်းပေါ့နော်ကိုနဲ့ပတ်သက်ပြီးတော့နာကျင်တဲ့စိတ်ခံစားချက်နော်အဲဒီစိမတာတယ်အောင်စင်တွေ့တာမှုနှောင်တွေ့မှုဒါတွေကတော့ရှင်ထဲမှာအပြည့်အဝရှိရဲဆိုတာမျိုးတွေ့ရတယ်။သူကပေါ့နော်ဘလို့ပဲဖြစ်စီ ကိုမရှိလဲအဆင်ပြေတယ်ဆိုတော့ live မျိုးနဲ့အပေါ်ရမှာဘလောက်ပဲပြထားပြထားပေါ့နော်အဲ့ဒါကတတ်တမတ်ဘယ်လိုပြောမလဲဆိုရင်ခဏတာပေါ့နော်သူပျော်ရွှင်ဖို့အတွက်အဲသူ့ဟာသူပေါ့ပေါ့တန်တန်ခဏလောက်နေလိုက်တဲ့ပုံစံမျိုးပဲရှိတယ်တကယ်တမ်းကျတော့ကိုယ့်ရဲ့နော်ဖြစ်တည်မှုသည်ကိုယ်ဆိုသော သူသည်ပေါ့နော်သူ့အပေါ်မှာမပြောရင်သာနေရမယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့တေလူမျိုးပါခန်းစားရလအောင် ဟိုသူ့ပုံမှာစီစားနိုင်ကြမ်းရှိကိုကလေအဲ့လိုပုံစံမျိုးပြဿနာကိုဘကပေါ့နော်အရန်ကြီးဒီလူကိုဂယူးဆိုင်ပြနေလို့တော့မဟုတ်ဘူးအရန်ကြီးတဲတဲလှုပ်ပြနေလို့တော့မဟုတ်ဘူးအာကိုဘကလည်းပေါ့နော်တဖက်လူပုံမှာအဥပိ္ခာပြုတဲ့ဥပိ္ခာတရားနဲ့နေတာပေါ့နော်အဲ့လိုနေလိုက်တာဟိုကတဖက်လူကဘလို့မှပေါ့နော်ကိုကိုသတိမရပဲမနေနိုင်ဘူးအစင်မပြေဘူးဆိုတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့ဒါမျိုးလေးတွေ့ရတယ်နော် ပြောမယ်ဆိုလို့ရှိရင်ဒါပေမဲ့သူ့ကိုသွားကြည့်လိုက်လို့ရှိရင်တော့သူကပေါ့နော်အတယောက်တည်းနေပြီးတော့ဟောအသေးတွေကွဲနေတဲ့ပုံစံမျိုးလိုခံစားနေရတဲ့ပုံစံမျိုးလိုအဲ့လိုပုံစံမျိုးနဲ့တော့သူ့ကိုတွေ့ချင်တယ်ဆိုရင်တော့တွေ့မှာမဟုတ်ဘူးနော်။ဘာဖြစ်လို့အဲ့လိုပုံစံမျိုးနဲ့သူ့ကိုမတွေ့နိုင်တာလဲဆိုတော့ तू ကအလူတွေကတခုတခုတယောက်နဲ့တယောက်မတူကြဘူးနော်။ဒီမှာလည်းအဲ့လိုပဲသူ့ရဲ့အာအဲ့လိုမျိုးပြင်းမှန်းရတဲ့စိတ်ရတဲ့အပိုင်းကိုကြတော့ तू ကကြတော့ဟိုလောကကြီးမှာ အာတွေ့တဲ့လူနဲ့ပေါ့နော်ပျော်တယ်လို့မျိုးပေါ့ဥမာဒီဇိုင်းထိုင်လိုက်တယ်ဒီငွေချင်းနဲ့တွေ့တဲ့စကားပြောလိုက်တယ်စသဖြင့်အဲ့လိုမျိုးပြောတာနော်တွေ့ရင်တွေ့တဲ့လူနဲ့ဟိုပျော်တယ်လို့မျိုးပေါ့နော်ပျော်အောင်ဖြတ်တန်းလိုက်တယ်နော်အဲ့လိုမျိုးဖြတ်တန်းလိုက်တဲ့အခါကျတော့သူ့ကိုကြည့်လိုက်လို့ရှင်ဂျာနယ်လူတွေနဲ့ရောရောနဲ့ဝုံးဝုံးနဲ့ဝရုံသုံးကားဖြစ်နေတဲ့အခါကျတော့ဩသူကပေါ့နော်အဲ့လိုမျိုးတွေအချိန်ဖြုံးတတ်တယ်နော်အချိန်ဖြုံးတတ်တယ်ဆိုတော့အဲ့လို အချိန်မှာပဲအဲ့လိုမျိုးပဲနေနေတာဖြစ်တဲ့အတွက်ဘေးရလူတွေတခြားလူကိုပေါ့ဒါမှမဟုတ်လို့ရှိရင်ကိုယ်ပဲဖြစ်စေပေါ့เนาะတတိယတော့မှမဟုတ်ပါဘူးလို့ကိုယ့်ဘက်ကနေတွေးကောင်းတွေးမယ်เนาะအဲ့လိုအဲတွေးတာမှားတယ်ပေါ့เนาะပြောမယ်ဆိုလို့ရှိရင်တကယ်တမ်းကိုယ့်ဘက်ကအဲ့လိုမျိုးဒါဆိုလို့ရှိရင်ငါလည်းသူ့ကိုပေါ့เนาะသူလည်းအဲ့လိုမျိုးကိုမဟုတ်တဲ့တခြားသူတွေနဲ့ပြောအောင်နေနိုင်တာပဲငါလည်းသူ့ကိုလစ်လူရှူထားလိုက်မယ်ငါဘာသာငါဥပ္ပကတရားနဲ့နေမယ်ဆိုပြီးတော့နေကြည့်လိုက်เนาะတစ်ဖက်လူကအစဉ်ပြေမှာမဟုတ်ဘူး နော်အဲ့လိုပုံစံမျိုးနဲ့ဆိုသူကဒီလိုမျိုးအဲ့လိုမျိုးပင်မရတဲ့ဆင်းရဲရတဲ့စိတ်ဒုက္ခကို ဖြေဖြောက်ခြင်းလို့သာတခြားလူတွေနဲ့အဲလုံးပြီးတော့ဗောနော်ဝရုံသုံးကနေတယ်ဆိုတာမျိုးရှိတာတကယ်တမ်းသတိမရလို့မဟုတ်ဘူးเนาะအဲ့သတိရတဲ့စိတ်ကိုမှအဲ အပျော်ပါးနဲ့ပေါ့နော်ဖြောက်တဲ့ပုံစံမျိုးရှိတယ်နော်နောက်တစ်ခုသူကပါလဲဆိုရင်နောက်တစ်ခုသူ့မှာပေါ့နော်ဟောနည်းနည်းကြောက်တဲ့စိတ်မျိုးရှိလို့အကယ်၍ကိုနဲ့သူနဲ့ကအစင်မပြေတဲ့ဆက်ဆံရေးတစ်ခုဖြစ်တယ်ဆိုလို့ချင်းသူကပေါ့နော်အဲကိုထားထားတဲ့နေရာမှာမနေဘဲနဲ့နော်သူ့ဘာသာသူရှေ့တိုးလာမယ်သူ့ဘာသာသူပေါ့နော်သူနဲ့ကိုရဲ့ connection ကိုဟောပါပေါ့စီမံဖို့အတွက်စူးစမ်းတယ်ဆိုလို့ရှင်ကိုဘက်ကနေပြီးတော့စိတ်ဆိုးသွားမလားเนาะ ပို့ပြီးတော့ပေါ့နော်အခြေတွေပို့အခြေအနေတွေကိုပို့ပြီးတော့ရှုပ်ထွေးအောင်လှုပ်လိုက်တယ်လို့မျိုးစိတ်ဆိုးအောင်လှုပ်လိုက်တယ်လို့မျိုးဖြစ်သွားမလားဆိုတော့စိုးရင်စိတ်ကသူ့မှာရှိသီလာအဲ့လိုရှိတဲ့အတွက်ကြောင့်မလို့ကိုကနော်အော်နေကအဲ့လိုပုံစံမျိုးနဲ့နေတာပဲနေလေအဲ့ဆိုငါလည်းနေဂိမ်းဆိုင်စသဖြင့်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့နေတဲ့ပုံစံကိုသူ့ဘက်ကနေတကယ်လဲထင်နေတတ်တယ်ပေါ့နော်အော်သူမရှိလဲ ကိုကပေါ့နော်နေနိုင်တယ်เนาะသူ့ပေါ်မှာအချစ်ခင်မှုတွေတာဝန်ရှင်တွေတွေ့တာမှုတွေအဲ့လောက်မရှိပါဘူး။ तू ကငှောက်တော့ဥပိ္ပခါပြုထားတာပဲဆိုတော့ပုံစံမျိုးနဲ့တစ်ဖက်လူကပြန်ပြီးတော့ပေါ့နော်။ပြောင်းမြန်တွေးသွားတတ်တယ်။တကယ်ကြတော့အဲ့လိုမဟုတ်ဘူး။ကိုကအဲ့လိုမျိုးသူ့သူ့ကိုဥပိ္ပခါပြုထားတယ်ဆိုတော့သူ့ဘက်ကနေပေါ့နော်။ပြန်လဲပြီးတော့ကိုကိုဖက်လဲတကင်းနဲ့အဆဆအရာ give side ပြီးတော့ ြန်ခေါ်ပြန်ပေါင်းတဲ့စာပြေမော်နော်အဲ့လိုမျိုးဖြစ်ချင်လို့သူနဲ့ contact ပြန်ပြီးတော့ဖြစ်ချင်လို့ကိုဘက်ကနေပြီးတော့အဲ့လိုဂယုမဆိုင်တဲ့အထာမျိုးလေးကိုနေလိုက်တာနော်ဒါမှလို့တစ်ဖက်လူကဘလို့ထင်လဲဆိုတော့သူအဲ့လိုမျိုးဟီဟာလုပ်ပြီးတော့သူ့ရဲ့ life ကိုသူကဖျက်ဆီးလိုက်တယ်ဒီတော့ကဘောနော်ကိုစီကဥပိ္ပခာဆိုတဲ့တရားကို သူကခန္ဓာရရှိဖို့အတွက်နော်ဟီဟာလုပ်ပြီးတော့ကြံတဲ့လူတွေနဲ့သူကအာအပေါင်းအသင်းတွေနဲ့သူကပါလုပ်လိုက်လဲဆိုအချိန်ဖြုံးလိုက်တယ်ပေါ့နော် အဲ့လိုချိန်ချုံးလိုက်တယ်အဲ့ဟာသူကမှန်လားဆိုမှန်တော့မမှန်ဘူးပေါ့နော်ဒါပေမဲ့ဘာလို့လဲဆိုကိုဘက်ကနေသူ့သွားကြည့်လိုက်မယ်ဆိုအော်သူကပေါ့နော်ငါမရှိလဲခြားလူတွေနဲ့အဆင်ပြေနေရပဲဆိုရယ်စိတ်နဲ့ကိုဘက်ကကြတော့အချိန်နေပို့ဆိုးသွားနိုင်တယ်ဒါပေမဲ့သူကထင်တာကကြတော့သူ့ဘာသာသူရှေ့ကိုတိုးလာမယ်ဆိုလို့ရှိရင်အချိန်နေတွေပို့ပြီးတော့ပေါ့နော်နှစ်ယောက်ကြားမှာအဆင်မပြေတဲ့ဆက်ဆံရေးပို့ပြီးတော့ဖြစ်သွားမှာဆိုလို့လို့သူကထင်တာပေါ့နော်အဲ့တော့သူ့ရဲ့ခံယူချက်တွေကမှားတယ်လို့ပြောလို့ရတယ်နော် မှားနေတယ်လို့ပြောလို့ရတယ်အဲ့တော့ပြောရမှာကဖိုင်နူးလေးတွေအနေနဲ့ပေါ့နော်တစ်ဖက်လူနဲ့အဆင်ပြေခြင်းနဲ့ဆိုလို့ရှိရင်တော့သူ့ရဲ့အဲကျန်တဲ့လူတွေနဲ့ဟီဟာလုံနေတဲ့အခြေအနေကိုအကိုကပေါ့နော်သူ့စိတ်ကိုဖြည့်ဖြောက်ဖို့အတွက်တသက်မှအချိန်ဖြုံးနေဆိုတာမျိုးကိုတိဖို့လိုတယ်ပေါ့နော်သူတော်နေနိုင်တာပဲငါလည်းသူ့ကိုပြစ်ထားလိုက်မယ်ဆိုတဲ့စိတ်မျိုးနဲ့နေလို့ရှိရင်တော့တကယ်အဆင်မပြေဘူးပေါ့နော် အာဘယ်လိုပြောမလဲဆိုတော့တစ်ဖက်လူကကိုယ်အဲ့လိုမျိုးပြစ်ထားလိုက်လေသူရဲ့နှလုံးသားထဲမှာဓာတ်နဲ့သွားပြီးတော့ထိုးသလိုတစ်စစ်စစ်နာကျင်နေပေါ့နော်အဲ့လိုမျိုးလေးရှိပါတယ်ဒါဆိုရင်ဒါကဖိုင်ထူးလေးတွေအတွက် reading ဖြစ်ပါတယ်ဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ဖိုင်3လေးတွေ ဖိုင်နရီလေးတွေကိုเนาะတစ်ဖက်လူကတတိယနေလားဆိုတော့တတိယရတယ်เนาะတတိယရတယ်ဒါပေမဲ့အဲ့တတိယရကဘလို့တတိယရတာလဲဆိုတော့နည်းနည်းလေးပေါ့เนาะသူ့ဘက်ကနေပြီးတော့ဖိုင်နူးလေးတွေအပေါ်မှာစိတ်ဆိုးနေတယ်လို့မျိုးပေါ့เนาะစိတ်ကောက်နေတယ်လို့မျိုးအဲ့လိုပုံစံမျိုးနဲ့တတိယနေရလို့တွေ့ရတယ်เนาะအဲ့တော့ဖိုင်နူးတွေနဲ့သူကပေါ့เนาะပြောမယ်ဖိုင်တရီလေးတွေနဲ့အဲတစ်ဖက်လူကပြောရမယ်ဆိုလို့ရှိရင်ပေါ့เนาะအကယ်၍နှစ်ယောက်ကြားမှာ အဲစိတ်ဆိုးစရာစိတ်ခုစရာတွေရှိရဲ့ဆိုလို့ရှိရင်အဲ့ဒါတွေကိုသူကပေါ့နော်ဖြည့်ရှင်းခြင်းနေနော်ပြောမှဆိုရံဖြစ်ခြင်းလားပေါ့နော်ရံဖြစ်ခြင်းနဲ့ပုံစံမျိုးနဲ့တတိရတာလို့တွေ့ရတယ်ဟိုလိုမျိုးချောချောမွေ့မွေ့နဲ့တတိရတာတော့မဟုတ်ပေါ့နော်သူကဘာမှမလုပ်ဘူးဆိုလို့ရှိရင်တော့သူကအဲ့တားပဲအီဒီအေဆက်နဲ့တော့သူ့ဘာသာသူတော့နေတယ်ပေါ့နော် နေတယ်ဒီမှာမြင်ရတဲ့လောက်ဆိုလို့ရှိရင်တစ်ဖက်လူကလည်းသူ့ဘာသာသူနေတယ်ဖိုင်တရီကလည်းကိုယ့်ဘာသာကိုနေတယ်ဆိုတော့ပုံစံမျိုးကိုလာပြီးတော့မြင်ရတယ်နော် အဲ့ဒါအဲ့အခြေအနေကအရန်တော့မကောင်းဘောနော်အဲ့တော့သူ့ဘာသာသူနေတယ်ဆိုတဲ့နေရာမှာသူကသူ့ဘာသာသူနေတယ်ဆိုလဲပတ်ဝန်းကျင်ကသူ့ဘာသာသူမနေဘူးအဲ့တော့သူ့ဘာသာသူနေတဲ့သူ့ကိုပေါ့နော်ဖိုင်ဒရီလေးတွေနဲ့အစင်မပြေအောင်စိတ်ဆိုးအောင်လို့လာပြီးတော့ကလပန်ထိုးတဲ့သူတွေဟိုပြောဒီပြောပြောတဲ့သူတွေရှိတည်လားအဲ့လိုပုံစံမျိုးရှိရဒါအရန်ကြီးကောင်းနေတဲ့အခြေအနေမျိုးတော့မဟုတ်ဘူးအဟိုဆိုးစကားလို့ပေါ့နော်နွားကွဲရင်ကြားဆွဲမယ်ဆိုရယ်ဆိုးစကားနဲ့ညီတယ်တိလား။ဩ ထင်းစီရတော့ပြေလို့မရအောင်เนาะထင်းစီပြေလို့ရှင်တော့အချိုးခံမှာเนาะထင်းစီရအချိုးခံမယ်အဲ့တော့စီစီလုံးလုံးနဲ့เนาะသူနဲ့ကိုယ်နဲ့ကစီစီလုံးလုံးရှိနေဖို့တော့လိုတယ်เนาะဘာဖြစ်လို့လဲဆိုလို့ရှင်စီစီလုံးလုံးမရှိဘဲနဲ့အဲ့လိုတယောက်နဲ့တယောက်ကြားမှာတန်တရားတွေเนาะစိတ်ဆိုးစရာတွေကိုအဲရှေ့တန်းတင်ထားမယ်ဆိုလို့ရှင်เนาะကြားရရနေပြီးတော့เนาะအဲ အစင်းဘိန်းတက်ပေးမဲ့သူတွေပေါ်လာလိမ့်မယ်နော်ပြန်ပြီးဝင်ပြီးတော့ပဲဖြန့်ဖြေးမလို့လို့ဘာလို့လို့နဲ့လေအစင်းဘိန်းတက်ပေးရမဲ့သူတွေပေါ့နော်ပို့ပြီးတော့အကုန်းစင်အတိုင်းရှောသွားအောင်လို့လေလုံမဲ့သူတွေပေါ်လာတတ်တယ်နော်အဲ့တော့တစ်ဖက်လူကသတိမရအောင်လားဆိုသတိတော့ရတယ်နော်သူသတိရတဲ့ပုံစံမျိုးကဘယ်လိုလဲဆိုတော့နည်းနည်းလေးတော့ရံသဘောလေးစမ်းတယ်ပေါ့နော် ရန်သဘောလေးစံနဲ့ကိုယ်နဲ့နဲ့စိတ်ဆိုးနေရမျိုးရှိတယ်နော်အဲ့လိုပုံစံမျိုးလေးနဲ့တတိရတာနော်သူကကိုယ်နဲ့ပတ်သက်တဲ့ဒီခဏရှင်ကိုအဲသူများတွေပေါ့နော်ဖန်ပြီးတဲ့လိုမျိုးနည်းနည်းဖြစ်နေတတ်တယ်နော်သူများတွေပြောတဲ့စကားတွေသူများတွေပေါ့နော်ဂျားစကားတွေအဲ့လိုမျိုးနှစ်ယောက်ဂျားမှာပေါ့နော်ဖိုင်သရီးလေးတွေနဲ့အစင်မပြေအောင်လို့အဲပြောထားမိတဲ့စကားတွေတို့ အာစုံမှန်းထားမိတဲ့ကိစ္စတွေဒီလိုမျိုးရှိရဆိုလို့ရှိရင်အဲ့ဒါတွေကသူ့အတွက်အရန်နှောင့်ယှက်ဖြစ်တယ်เนาะဒါကြောင့်မလို့လက်ရှိမှာသူကတတိတော့ရတယ်ဖိုင်သရီးတွေကိုဂယူးမဆိုင်တယ်လို့နေလိမ့်မယ်ဘာလို့ဂယူးမဆိုင်တယ်လို့နေတာလဲဆိုလို့ရှိရင် ခုနကပြောသလိုပေါ့เนาะသူ့ဘက်မှာဖိုင်သရီးလေးတွေရဲ့လောက်ရတဲ့နေပတ်သက်ပြီးတော့စိတ်ဆိုးနေတာစိတ်ခုနေတာတွေရှိလို့เนาะအဲ့ဒါကအာဖိုင်သရီးတွေ ခတ်နေတာဒီမှာမြင်ရသလောက်ဆိုဖိုင်3လေးတွေကလည်းเนาะအဲစိတ်ဆိုးကမှစိတ်ဆိုးရောကိုကလည်းကိုပုံစံနဲ့ကိုနေတယ်လိုက်ပြီးတော့အဆင်ပြေအောင်ညှိနှိုင်းဖို့စိတ်ကူးရှိတဲ့ပုံစံမျိုးလည်းမတွေ့ရဘူးပေါ့เนาะကိုကလည်းကိုလှုပ်ချင်တာလေးတွေကိုလှုပ်နေရဲ့ ်ဆက်ဖလာအရန်အားကောင်းနေတယ်လို့ပြောလို့ရတယ်ဖိုင်သရီးရဲ့အနေနဲ့လက်ရှိမှာမြင်ရသလောက်ဆိုရင်ကိုကိုကိုချစ်တတ်တဲ့စိတ်ငါငါကိုငါဘလို့လှအောင်နေရမလဲငါကိုငါဘလို့အောင်မြောင်နေရမလဲငါဘလို့ပတ်ဆက်နေရှာမလဲငါမိသားစုနဲ့ငါပေါ့နော်အာတာရအောင်ဘလို့နေရမလဲဆိုတော့ပုံစံမျိုးတွေကိုဖိုင်သရီးလေးတွေဘက်ကနေရှည်တန်းတင်ထားတယ်ဆိုတာမျိုးတွေ့ရတယ်เนาะအဲ့လိုရှည်တန်းတင်ထားတဲ့အတွက်တစ်ဖက်လူကဘာဖြစ်သွားလဲဆိုတော့ဟိုကြောက်နေတာပေါ့เนาะနည်းနည်း ဘဝဒီနှစ်ယောက်ရဲ့ခဏရှင်အဲကြုံတွေ့ရတဲ့ဘဝလောကဒဏ်ကိုဗာဆက်လို့လို့လောက်ရမှန်းတိတ်ပြီးတော့မသိတော့ဘူး။တော့အဲ့မှနေသူကကြက်တိတ်တိတ်ပြီးတော့ဟိုရုပ်တည်နေပေါ့နော်ထိုင်ပြီးတော့ဟိုဘလို့လောက်ရမှန်းမသိတဲ့အခြေအနေမှာပေါ့နော်။အဲ့တော့သူ့ရဲ့လောက်ရတကူကဟိုအစဉ်ပြေလာမယ်လို့လည်းသူတိတ်ပြီးတော့ယုံကြည်ချက်မရှိတော့ဘူးเนาะနှစ်ယောက်ရဲ့ခဏရှင်က50 50ရာခိုင်နှုန်းတော့ပဲရှိတယ်လို့အဲ့လိုမျိုးတွေထင်သွားတာမျိုးရှိတတ်တယ် အဲ့တော့အချုပ်ပြောရမယ်ဆိုလို့ရှင်တော့ find 3လေးတွေရဲ့တစ်ဖက်လူက find 3လေးတွေကိုအဲတတိယတယ်ဒါပေမဲ့တတိယပြီးတော့ပေါ့နော်အကယ်၍တတိယတယ်ဆိုပြီးတော့မဆက်သွယ်ဘူးဘာလို့မဆက်သွယ်လဲဆိုတော့သူကအဲ့လိုမျိုး ADA ဇပုံစံမျိုးလေးတော့ဖြစ်နေတာ နော်ဒါမဲ့သူတတိယတဲ့ပုံစံကတော့ကိုကလွှဲရင်တခြားလူတွေအကုန်လုံးရောပြီးတော့တတိယနေတာမျိုးတော့မဟုတ်ဘူးကိုတယောက်ဆိုကိုတယောက်တည်းပဲပေါ့နော်ကိုနဲ့ပတ်သက်တဲ့ကိစ္စဆိုရင်ကိုနဲ့ပတ်သက်တဲ့ကိစ္စဒီဇိုင်းမမှန်အဲ့ဒီမှာတော့အာယုံဆိုင်နေတာမျိုးရှိရယ်ဆိုတာမျိုးတွေ့ရပါတယ်နော်ကျိုးဆိုလို့ရှိရင်ဥမာဆိုရှယ်မီဒီယာကနေလိုက်ချောင်းတာတို့ပါတော့ပေါ့နော်စသဖြင့်အဲ့လိုမျိုးကြီးတော့ရှိတတ်တယ်။ဒါဆိုလို့ရတာက finally လေးတွေအတွက် reading ဖြစ်ပါတယ်။အဲ့တော့ python ကိုလည်းအဖြစ်ကိုဖတ်ပေးသွားပါပြီ။အလုံးမစိတ်ချမ်းသာခြင်းကိုကြီးချ ျမညနေပြေဆုံးကြပါစေ next reading မှာပြန်လည်ဆုံးမိကြမနော်